အလူငွေတွေကုန်ရင်ပြီးအောင်ဆိုပြီးဖြစ်တယ်လို့လူတန်းနေကြောင်းဝေဖန်မှုတွေကိုပြန်လည်ဖြည့်ရှင်းလာတဲ့ခိုင်နှင်းဝင်အားလုံးပဲမင်္ဂလာပါရွှေမန်းလေးချန်နယ်မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ငလင်ပေးမှာစီးစနစ်မချဘဲလူချင်းတယ်လို့လူနေတယ်ဆိုပြီးဝေဖန်ခံနေရတာကတရုတ်ဆောင်မင်းသမီးခိုင်နှင်းဝေပါအားလုံးလေးတည်ကြတဲ့အတိုင်းခိုင်နင်းဝေးဟာမြန်မာနိုင်ငံရဲ့ပရာဟိတမိခင်ကြီးဖြစ်နေမြန်မာနိုင်ငံမှာဖြစ်တဲ့တပောင်ဝဘေးရန်ရဲ့ကိစ္စနိုင်မှာပါဝင်လူဒန်းနေတာပါ ခိုင်နင်းဝေဟာပြည်ကနေရေးပြီးမှနဲ့ပေါဝင်လူတန်းခဲ့တယ်လို့ခုတစ်ခါငလင်ပေးမှလည်းပေါဝင်လူတန်းနေတာဖြစ်ပါနေတချို့သောသတင်းတွေအရခိုင်နင်းဝေဟာငလင်စဖြစ်တဲ့မတ်လ20ရက်နေ့ကနေကအလူငွေရံပုံငွေတင်းထထောင်နေမှတီကလူတန်းခဲ့တာဖြစ်ပြီးအခုချိန်ဆုံးအလူငွေတင်း၄000 5000ထိရရှိက လူတန်းနေတာဖြစ်ပါနေ အခုဆိုရင်ပရာဟိတမိခင်ကြီးခိုင်နှင်းဝေဟာအဆိုပါရံပုံငွေနဲ့အတူငလင်တန်ကိုစူးစုံခန်းစားနေရတဲ့စကိုင်းနယ်မန္တလေးမြို့ကနေရာတွေကိုတွားရောက်လူဒန်းကူညီနေတာဖြစ်ပါတယ်။ဒီလိုလူဒန်းကူညီနေတဲ့နေရာမှာတချို့သောလူတွေကတော့ခိုင်နှင်းဝေရဲ့လူကိုတာဓုခေါ်ပေးကြတာဖြစ်ပါတယ်။ဒါပေမဲ့ဆယ်လီဇွန်နီလာသေးပါဝင် လူတတော်များများကလည်းခိုင်နှင်းဝင်ရဲ့လူတန်းပုံနဲ့ပတ်သက်ပြီးဝေဖန်ကြတာဖြစ်ပါနေ သူသဖြင့်ခိုင်နင်းဝေကလှူဒန်းတဲ့ပုံစံကဖယူဖျဲနဲ့ဖြစ်နေတာကတော့မှန်ပါပဲ။အထူးသဖြင့်ခိုင်နေဝီဟာသူမသွားနိုင်တဲ့နေရာတွေကိုသာသွားခါဒုက္ခသည်စုသူတွေကိုတယောက်ကို30 30 30ဘယ်နေရာကို300 3000စသည်ဖြင့်ပက်ကနေပက်ကနေပေးပြတာဖြစ်ပါနေ။ဒါကိုပဲတချို့လူတွေက ထောက်ပြကြတာပါ။ အလုံးတီချာနေခုချိန်မှာတော့ငလင်းပေးချောင်းလှူဒန်းသူတွေများသလိုဒီလို လာရောက်လှူဒန်းတာကိုမယုံမသားလိန်ညာသူဝိသမလောဘသားတွေလည်းရှိနေပါတယ်။ဒီလိုချိန်မှာခိုင်နင်းဝေကစုကနေစုကနေပေးတာတွေကအမှန်တကယ်လူဝန်းနေတဲ့ငလင်းပေးတင်ပြည်သူတွေစီမရောက်မှာကိုလူတွေကစိတ်ပူနေကြတာဖြစ်ပါနေ။ဒါပြင်ခိုင်နင်းဝေဟာနေဟာဆောင်ကုန်လဲမသွားနိုင်မင်းသူမှသွားနိုင်တဲ့နေရာကလူတွေကိုပဲလှူဒန်းနေတာဖြစ်ပါနေ။ ဒါပြင်ခိုင်နေဝေဟာဘုံကြီးကျောင်းလိုနေရာမျိုးတွေကိုလည်းတိမ်းထောင်ကနန်းလှူဒန်းတာကိုလည်းတွေ့ရတယ်လို့ဝေဖန်မှုတွေရှိခင်တာပါအထူးသဖြင့် Facebook စာမျက်နှာနီလာထေးဆိုရင်ငလင်ပေးတင်ပြည်သူတွေကိုလူတန်းရမှာအစီအစဉ်မကြောင်ဖျို့ပြရဲဖြစ်နေတဲ့ခိုင်နင်းဝေကိုအခုလိုပဲထောက်ပြဝေဖန်လာတာဖြစ်ပါနေ။ဇွန်နီလာထေးဟာကိုရီးယားနိုင်ငံမှာကျောင်းထက်ကလုံလုံနေတဲ့မြန်မာမျိုးသမီးတူဖြစ်ပါတယ်။ ဆွနီလာထင်းဟာသူမမျက်စိရှိမှအမြင်မတော်တာတွေအင်တာနက်ပေါ်မှာအမှန်တရားတွေကိုပြောရင်းနာမည်ကြီးလာသူပါ အခုခါမှလည်းငလင်ဘေးမှာဖယိုဖယင်းဘယံပဓာဖြစ်ကလူကျင်တယ်လို့လူတန်းနေတဲ့ခိုင်နှင်းဝေကိုဝေပန်လာတာဖြစ်ပါနေအခုခါမှတော့မင်းသမီးခိုင်နှင်းဝေကငလင်ဘေးမှာသူမရဲ့လူတန်းပုံနဲ့ပတ်သက်ပြီးဝေပန်ကြတဲ့သူတွေကိုခုလိုတုံ့ပြန်လာပါနေခိုင်နှင်းဝေက သူမအနေနဲ့နေရာဆောင်ကိုမသွားတာကလက်ရှိချိန်ထိလှုပ်ခတ်နေသေးတဲ့နောက်ဆက်တွဲငလင်ချောင်းဖြစ်ကြောင်း ဒါပေမဲ့သူမအလူငွေတွေကို ပေးတဲ့နေရာမှာပြီးပြီးရောပေးတာမဟုတ်ပဲအမှန်တကယ်လိုအပ်နေတဲ့သူတွေကိုပဲစနစ်တကျတည်တည်ချာချာစီစစ်ကပေးခင်တာဖြစ်တယ်လို့ဆိုပါတယ်ဒါပြင်စင်းုံတက်နေတဲ့လူနာတွေကိုပေးတာကလည်းအမှန်တကယ်ပဲကုညီလိုအပ်နေတဲ့သူတွေမျိုးထောက်ပံ့ပေးတာဖြစ်ကြောင်း ဘုံကြီးချောင်းကိုလူဒန်းတာကလည်းသာသနာရေးကရေးကြီးတာကြောင့်တကြောင်တန်ဃာတော်ဒီဆိုတာကလည်းလူဒန်းမဲ့အလူရှင်တကားတကားမရှိမှအစဉ်ပြေမှမုံခုနှစ်ရသားသမီးလူဒန်းထားတဲ့ငွေတွေကိုပတ်ပေါင်းစုံမြတ်မြတ်တတလူဒါဖြစ်ကြောင်းပွင့်လင်းစွာပြောပြလာခင်ရဖြစ်ပါနေဒီဗီဒီယိုကိုကြည့်ရှုနေကြတဲ့ပရိသတ်တွေကရောခိုင်နှင်းဝင်ရဲ့လူဒန်းပုံကိုဇွန်နီလာထေးကပြောသလိုဖြစ်နေသလားဆိုတာခိုင်နှင်းဝင်ရဲ့လူပုံတန်းပုံနဲ့ပတ်သက်ပြီးမိမိတို့မြင်ရှိရင်ပြောသွားပေးကြပါအောင်ရှင်